ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ရာသီကုန်မှာ Champions League ဝင်ဝင်တနေရာအတွက်ပြင်မှတ်ထားနေတဲ့ Fernandez လူတိုင်းမှာမျောလင်းချက်ကိုစီကိုစီရီမန်းချက်တွေလည်းရှိထားခဲ့ကြပါတယ်။အဲလိုရီမန်းချက်တွေမျောလင်းချက်တွေရှိထားခဲ့တဲ့လူသားတွေထဲမှာမန်ယူသင်းကောင်းဆောင် Bruno Fernandez လည်းတယောက်ပါဝင်လို့ဆိုရမှာပါ။ဖြစ်နိုင်မယ်ဆိုရင်မန်ယူသင်းနဲ့တူ Premier League Champions League နဲ့ရနိုင်များစုဖလားတွေအကုန်လုံးရယူသွားဖို့ Bruno Fernandez တယောက်ပြင်မှတ်ထားနေပါလိမ့်မယ်။ ဒါမှလည်းမျောလင်းချက်စွာထားလို့ရတဲ့အရာကိုပဲထားတာကလူကြောက်အတွက်အပူတွေကင်းစေပါလိမ့်မယ်။မျောလင်းချက်မရှိတဲ့အရာတစ်ခုမျောလင်းခြင်းမရှိတဲ့အရာတစ်ခုကိုသွားပြီးတော့မျောလင်းနေမယ်ဆိုတော့မျောလင်းတဲ့သူပဲပင်ပန်းသွားတာပဲဖတ်တင်ပါပါ။မျောလင်းချက်ကတော့ဘလို့မှဖြစ်လာမှာမဟုတ်ပါဘူး။မန်ကင်းနေတဲ့တရားသမားမျောလင်းလို့ရတာဆိုတော့ချန်ပီယံလိဝင်ဝင်ရသူတို့ရမျောလင်းချက်ဖြစ်ပြီးစူပလာမျောလင်းချက်အနေနဲ့ကတော့ FA ဗလာတစ်လုံးသာမျောလင်းခွင့်ရှိနေတာဖြစ်ပါတယ်။ပရီးမီယာလိစူပလာကိုလည်းမျောလင်းခွင့်ရှိပါတယ်ဆိုတော့ပြောလို့ရရမယ်။မြန်မာနိုင်ငံမှာရှိတဲ့ဈေးတွေပထိုးပေါင်းများစွာရှိမှထားပြီးတော့စူတောင်းနေလို့တော့တရားသမားတော့ဖြစ်နိုင်မယ်မထင်တော့ပါဘူး။ ဒါကြောင့်ဒီရာသီမိုင်တွေရဲ့အမြင့်ဆုံးမျောလင်းချက်ကဂျမလင်ဝင်ဝင်မျောလင်းချက်သာရှိတယ်လို့ဆိုရမှာဖြစ်ပြီးဒါတော့မှတိတ်ပြီးတော့မသေးကြသေးဘူးလို့ဆိုရမှာပါပဲဂျမလင်ဝင်ဝင်တနင်္လာစာအတွက်လက်ရှိချိန်မှာရေပန်းစားနေခဲ့တဲ့အသင်းတွေဖြစ်လီဗာပူးအာစတန်မန်စီးနဲ့ချဲဆီစပါရိုလိုအသင်းတွေကရေပန်းစားနေခဲ့တယ်လို့တခြားသောအလယ်လက်အသင်းတွေကလည်း short တက်လို့ရမထားတဲ့အထဲမှာပါဝင်နေတဲ့အသင်းတွေပဲဖြစ်ပါလိမ့်မယ်။မန်အသင်းတွေလည်းဂျမလင်ဝင်ဝင်တနင်္လာရချင်တယ်ဆိုရင်ကုရက်ပို့ပြီးတော့ရလာကောင်းနေပါရီဆန်အောင်ဆွမ်းဆောင်ပြဖို့လိုအပ်နေပါသေးတယ်မန်ချက်စတာယူနိုက်တက်အသင်းအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စာ sorry club တွေကမလောက်ဆရာငွေချင်းနဲ့ကမ်းလှမ်းမှုကိုညှင်းဆန်ပြီးအသေးပါပဲဆက်လက်ပြီးတော့ကစားသွားဖို့ဆန္ဒရှိခဲ့တာပါအသက်32နှစ်အရွယ်လောက်ရှိဖြစ်သူပေါ်တူဂီဝိုင်းကွင်းလယ်လူ Bruno Fernandes ကိုပြီးခဲ့တဲ့လတွေအတွင်း sorry ထိပ်သီးအသင်းတွေဖြစ်ကြတယ်အဲ့ဒီလေအဲ့ဒီအတူကစိတ်ဝင်စားခဲ့မယ် Bruno Fernandes ကညှင်းဆန်ပယ်ချထားခဲ့တာပဲဖြစ်ပါတယ် sorry club တွေက Bruno Fernandes ကိုခေါ်ယူဆက်လက်ကြိုးပမ်းသွားမယ်အနေထားမှာရှိမိမယ်လေပေါ်တူဂီသားကတော့သူ့အနာဂတ်ကမိုင်အသင်းမှာဆက်ရှိနေပြီးတော့အသင်းအတွက်ပဲရာနှုန်းပြေအောင်စိုက်နေခဲ့တာပါ football game မှာ malfunction နဲ့ spoil zone တို့မှာကစားလို့ရပြီးတော့မြန်မာကြီးမြန်မာ application နဲ့ body တပွဲကိုကြက်ဆယ်သိန်းထိကစားလို့ရနေပါပြီ။ဒါအပြင်မြန်မာကြီးနဲ့ပထမပိုင်းဒုတိယပိုင်းနေပြင် slot game ပေါင်းများသောလည်းကစားလို့ရမှာဖြစ်ပါလေ။ဒါအောင်မကျင်တဲ့သေးဘူးဆိုရင် batman ရဲ့အိတ်မှာလည်းကျွဲ game အဖိုး game အစားရှိတဲ့ diamond ကြီး slot game ပေါင်းများသောကစားနိုင်တာဖြစ်လို့တရားကိုင်တော့ငွေကြေးယုံကြည်စိတ်ချသွားကစားခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်39 63033ကိုခုပဲဆက်သွယ်လိုက်ပါ။ Opera တို့တခုတရင်ကောင်းပြောရမယ်ဆိုရင်တော့ Mount 55ရှင်းနဲ့ Spoy Zone တို့မှာဘောလုံးပွဲတွေကိုလည်း Die Live ကြည့်ရှုလို့ရပါပြီ။မန်တန်ရရာသီပရီးမီးယားလိမှာရလတ်တွေမတိမနိုင်ဖြစ်နေမဲ့ Bruno Fernandes ကတော့ရာသီကုန်ကြလို့ရှိရင်ထိတ်ဆုံး၅သန်းနဲ့ဝင်ပြီးတော့လာမယ့်ရာသီ Champions League ဝင်ခွင့်ရယူနိုင်လိမ့်မယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်။ Manchester United နဲ့ Bruno Fernandes ရဲ့လက်ရှိစာချုပ်က2029ခုနှစ်အထိတက်တန်းကျန်ရှိနေပြီးစာချုပ်ပြည့်လို့ရှိရင်နောက်ထပ်12လတက်တန်းတိုးဝင်ရှိတယ်ဆိုရယ်သဘောတူညီချက်ကလည်းပါဝင်ထားကြတာဖြစ်ပါတယ်။ Bruno Fernandes ဟာ Man United ကိုစောင့်ချိန်ကလေးကအဓိကကစားမဖြစ် ခြေသွားများစားနေပြီးတော့ပြီးခဲ့လကမိုင်းစားမဘောကသွင်းကိုတရားပြင်းမြောက်သွားပြီဖြစ်ပါလိမ့်ဒိန်းတွေရတော့ပေါ်ရီတာကွင်းလိုက်စားမရခုနှစ်ဘောလုံးရာသီကုန်မှမိုင်းသင်းကကြောခိုင်းထွက်ခွာသွားပွဲရှိရဆဲဒိန်းတွေထွက်ပေါ်နေကြတာဖြစ်ပြီးတော့မိုင်းသင်းရဲ့ sorry club အသင်းသင်းဟာဘရူနိုဖာနန်ဒက်စ်တို့ကကလပ်သင်းနှစ်သင်းကြားသဘောတူမျိုးတချို့ရရှိသွားဖြစ်တဲ့ဆိုပြီးတော့ဒိန်းတွေကဖော်ပြသွားခဲ့ပါလိမ့်အဆိုပါဒိန်းကကောလာလာဒိန်းလာအတီပြူဒိန်းလာဆိုတာကတော့စောင့်ကြည့်သွားတော့မှာဖြစ်ပြီးတော့တကယ်အတီတာဆိုတော့မိုင်းသင်းနေတဲ့ဇာမကောင်တယောက်ကိုဆုံးရှုံးသွားဖို့ရှိနေတာဖြစ်ပါလိမ့်ဘရူနိုဖာနန်ဒက်စ်ဟာမိုင်းသင်းကိုစားတင်ရောက်ရှိကြတဲ့က အသင်းတော်အထူးခြေသွမ်းများကစားနေခဲ့သလိုအသင်းရောအကောင်းဆုံးစွဲတင်ပေးနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့သူ့ဘယ်နေရာမှာထားပြီးတော့ကစားကစားကစားနိုင်သွမ်းရှိတဲ့စွာကို every time လက်ထက်မှာကလေးကပြသထားခဲ့တာဖြစ်ပြီး Amorin လက်ထက်မှာလည်းဂွင်းလေဘုံမှာပွဲတဲ့ကစားနေခဲ့ပြီးတော့အကောင်းဆုံးမဟုတ်ရင်တော့အသင်းတော်ရေးပါတဲ့သွင်းကုန်းနဲ့ဗန်မုံမှုတချို့ကိုပြုလုပ်ကစွမ်းဆောင်ပေးနေခဲ့ရပဲဖြစ်ပါတယ်။စောင်းနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။